ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ညကလေးကဒီပီရိုစတိန်နိုကနေပြီးတော့ report လုပ်ထားတဲ့အန်ပွဲမူဟာမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့ဆိုတဲ့သတင်းကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါမန်ချက်စတာယူနိုက်တက်ကဒီနွေရာသီအပြောင်းရွှေ့မှာအားလုံးလည်းသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီဆိုးတစ်ခုကိုကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာဘာဥရောပပြိုင်ပွဲမှာကစားခွင့်မရပါပေမဲ့လာမယ့်ရာသီတွေအကောင်းဆုံးပြင်ဆင်ဖို့အကျိုးပန်းနေတာသူတို့ပြင်တော့အပြောင်းရွှေ့ဒီမှာ ပိုကောင်းတဲ့ကစားမားတွေကိုခေါ်ဖို့ဂျူးပန်းရင်းနဲ့အသင်းကိုပြုပြင်ဖို့ဂျူးပန်းနေတာပေါ့နော်ဒီနေရာမှာမက်ဒီယက်စ်ကွင်ညာကိုလည်းတည့်ရဝင်ကျွန်တော်ခေါ်ပြီးသွားပြီနောက်ထပ်နယ်ရိုနံပါတ်10နေရာမှာဘဲချီတန်နဲ့ကစားမားတွေကိုခေါ်ဖို့ဂျူးပန်းနေတဲ့အချိန်အန်ပွဲမှုနဲ့မန်ချက်စတာယူနိုက်တက်ကြားထဲမှာတည့်ရဝင်ချိတ်ဆက်တွေကျွန်တော်တို့ဆွေးနွေးမှုတွေရှိထားပြီးတော့ကစားမားဖြစ်သူကိုတခြားကလပ်တင်းတွေကစိတ်ဝင်စားပေးမယ်လို့ကိုရိုင်းကတော့မန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ဒေးဗစ်ရော့စတင်က report လုပ်လာတယ် ဆိုတော့အမ်ဘွေမိုကိုမန်ချက်စတာယူနိုက်တက်ကဘရန်ဖို့နဲ့သဘောတူညီမှုရပြီဆိုတာနဲ့အပြောင်းအရွှေ့ကဖြစ်ပြီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့လေဆိုတော့ဒီကစားမကိုခေါ်ဖို့နဲ့ပတ်သက်လို့ရှိရင်အာဆင်နယ်တို့ကျွန်တော်တခြားသတင်းတွေထွက်ခဲ့တယ်ပြီးလို့ရှိရင်နယူကာဆယ်တို့တခြားသတင်းတွေကျွန်တော်ထွက်ခဲ့တယ်အဲစပါတို့ကျွန်တော်တခြားသတင်းတွေကျွန်တော်ထွက်ခဲ့တယ်ဆိုတော့ဥရောပဝင်ခွင့်ရတဲ့အသင်းတွေအက်စတွန်ဗီလာလို့လည်းသတင်းတွေထွက်တယ်ဆိုတော့ဥရောပဝင်ခွင့်ရတဲ့အသင်းတွေအကုန်လုံးနှီးပါ ုန်လုံးဆိုတာကျွန်တော်တို့ဒီစိတ်ဝင်စားတဲ့နေရာမှာပေါ့နော်အကုန်လုံးဒီဘက်ကဥရောပဝင်ခွင့်ရတဲ့အသင်းတွေဒါပေမဲ့အဲ့ဒီအသင်းတွေကိုကြော်ပြီးတော့အံပွဲမှုဟာဘာဝင်ခွင့်မှမရပါဘူးဆိုတော့ Manchester United ကိုပြောင်းဖို့ဆုံးဖြတ်တယ်။ဒါ Matthias Cunha လိုပဲကျွန်တော်တို့ quality ကစားမတွေကိုရဖို့ဆိုတော့ဒီဘက်ခင်မှာ United အတွက်မလွယ်တော့ဘူး။ဘာလို့လဲဆိုတော့အရင်တုန်းကလိုမျိုးအောင်မြင်မှုတွေတတိတန်းကြီးနှစ်တိုင်းယူနိုင်တဲ့အသင်းဖြစ်မရှိတော့သလိုနှစ်တိုင်းနှစ်တိုင်းတစ်နှစ်နဲ့တစ်နှစ်ကျွန်တော်တို့ဒီယာတီတို့ခုခုပြီးတိုင်းမှာအဆင့်နေရာကျကျလာတယ် ဒါအပြင်ဥရောပပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်းဘာမှန်ကျွန်တော်နေတယ်ပေါ့နော်ထီရောက်တဲ့ဒီအခြေလမ်းမျိုးတွေကျွန်တော်မရှိဘူးပုံမှန်ဝင်ခွင့်တောင်မှမရတော့တဲ့ချိန်မှာ quality exam တွေကိုအားဖြည့်ဖို့ကအင်မတန်ခိုင်းနေတာဒီညမှာ Matthias ကိုညာကိုရတယ်အခုလည်းပဲအံပွင့်မှုကအတင်းပြောင်းမယ်ဆိုတော့အများကြီးကောင်းတဲ့အချက်တွေလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကစားမကောင်းတွေကိုခေါ်ဖို့ဆိုရင် Champions League ဝင်ခွင့်တို့တည်တယ်ဗလားဒါတွေနဲ့မျှရတာကိုဒီမှာအားဒါဘာမှရှိမနေခဲ့ဘူးဒါတောင်မှအံပွင့်မှုတို့လိုမျိုး Premier League မှာ ဟိုလက်ရှိပုံစံကောင်းနေပြနေတဲ့ဗောနော်ကစားမတယောက်ကိုခေါ်ဖို့အချိန်ကြီးကောင်းနေပြီဆိုတာတော်တော်ကောင်းတဲ့အရာပါဆိုတော့ကလတ်တင်းတစ်ခုကြာပဲဆွေးနွေးရတော့မှာကလတ်တင်းတစ်ခုကြာပဲကျွန်တော်ဆွေးနွေးရတော့မှာเนาะကျွန်တော်ဒီနီးအဗာလဲ Brandpo နဲ့ Manchester United ရဲ့ကြာပေါ့ဗျာကစားမက Brandpo နဲ့စာရုပ်တန်တစ်နှစ်ပဲကျွန်တော်ကျန်တော့တယ်နီးပြ Thomas Frank ကတော့ဘယ်အသင်းမဆိုအန်ပွဲမှုကိုခေါ်မယ်ဆိုရင်ဈေးတက်တက်တတာနဲ့ရမှာမဟုတ်ဘူးလို့သူပြောထားတယ် တော့ဟိုတန်း90လောက်ကြီးကုန်ကြနိုင်နေဆိုတဲ့တတိနေကတောက်လျှောက်ဆိုသူတို့ထွက်ထားတာဆိုတော့တရာဒီလောက်ပဲစာချုပ်တက်တန်းကျန်တော့နေကစားမတရားကိုသူတို့တန်း90ထိပေးရမယ်ဆိုတာကတော့အသိအနည်းနဲ့ဒီတပ်ပူကောင်းအောင်တော့ဆွေးနွေးတင်နေပေါ့နော်တန်း40ဝန်းကျင်လောက်နဲ့ရတယ်ဆိုရင်ကိုမဆိုးဘူးဒါပေမဲ့လို့ brand 4ရဲ့အရေးအကြီးဆုံး player တွေတဲ့ကတရာကိုတန်း40နဲ့ရဖို့ကလည်းလွယ်တော့လွယ်မလီလောက်ဘူးပေါ့နော်ဒါပေမဲ့လို့တန်း40လောက်နဲ့ရအောင်တော့ကျွန်တော်ဆွေးနွေးရမယ်ဆိုတော့ဒီကစားမကလက်ရှိ25နှစ်ပဲရှိသေးတယ် နော်25နှစ်ပဲကျွန်တော်ရှိသေးတယ်ဒီကစားမဟာပြီးခဲ့တဲ့ယာဒီက brand pool ရောက်ကလေးကနေပြီးတော့ productive အဖြစ်ဆုံးယာဒီကိုသူပိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမှာပဲပြီးခဲ့တဲ့ယာဒီ38ပွဲမှာဗောနော် premier league ပွဲတိုင်းကြီးပါကစားတာเนาะဆိုတော့ united ဟာလိုအပ်နေတဲ့တဲကတခုအဲ့ဒါပဲ premier league မှာကျွန်တော်ပွဲတိုင်းကြီးပါကျွန်တော်ကစားတယ်ဒါအပြင်ကို20အထိလည်းတွင်းထားပြီးတော့၈ချိန်လားမသိဘူး၆ချိန်လား၈ချိန်လားမသိဘူးသူဖန်တီးမှုတွေလုပ်ထားတယ်ဆိုတော့ဒါတော်တော်ကောင်းတဲ့အရာပါ United မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ဟိုဂိုးသွင်းမှုတွေဖန်တီးမှုတွေကို Fernandez တယောက်လောက်ကနေပြီးတော့အကုန်တောင်းဝန်ယူနေရတဲ့ချိန်မှာသူနဲ့မျှပြီးတော့တောင်းဝန်ယူနိုင်မဲ့ကစားမားတွေကျွန်တော်ရောက်လာတာဒါအများကြီးကောင်းတဲ့ချိန်ဒီမျိုးပါအများကြီးကောင်းတဲ့ချိန်ဒီမျိုးပါဒါကြောင့်ဗနော် United အနေနဲ့လက်ရှိအံပွင့်မှုကိုခေါ်ဖို့အချိန်ကြီးကောင်းတာကအပေါင်းလက္ခဏာအများကြီးဆောင်ပါတယ်တိုက်စစ်3နေရာစလုံးကိုအားဖြည့်ဖို့ကျူးပန်းနေတာဖြစ်တဲ့အတွက်ဗောနောကျွန်တော်ဒီတိုက်စစ်မှုကိုဘယ်သူကိုထပ်ပြီးတော့ခေါ်ဖို့ကျူးပန်းမလဲကျွန်တော်စောင့်ကြည့်ရမှာဒီနေရာမှာ မှန်ကန်တဲ့ခေါ်ယူဖြစ်လာမှာလားပေါ့ဒါကတော့ဗျာအချိန်ကပဲစကားပြောမှာပေါ့ကျွန်တော်ကျွန်တော်တို့ကစားမကျွန်တော်ရှိကွန်ညာဒီဗီဒီယိုမှာပြောသလိုပဲကစားသမားကောင်းတွေရောက်လာတိုင်းလေအတင်းဟာအရာအလုံးကောင်းသွားမှာကျွန်တော်မဟုတ်ဘူးဈေးကြီးပေးရတဲ့ကစားမတွေရောက်လာလို့လည်းအမြဲတမ်းကောင်းသွားမှာကျွန်တော်မဟုတ်ဘူးဆိုတော့ဟိုကစားမကောင်းတွေကိုခေါ်ပြီးတော့ပူကောင်းတဲ့ကစားမတွေဖြစ်မြင်ဖို့ဆိုလို့ရှိရင်အတင်းဟာအဲ့ဒီကစားမတွေနဲ့ကန့်ညီတဲ့ပတ်ဝန်းကျင်တွေကိုဖန်တီးပေးထားနိုင်မှာကျွန်တော်ရမှာစနစ်တွေကိုဖန်တီးပေးထားနိုင်မှာကျွန်တော်ရမှာ ယူနိုက်တက်မှာဆိုလို့ရှိရင်เนาะဒါအလက်စစ်ဆန်ချဲတို့လူကာကူတို့เนาะအဲပေါ်ဖော့ပါတို့เนาะကစားမကောင်းနေဖြတ်တန်းခဲ့ဘူးတဲ့ဒါပေမဲ့လို့ဗောနော်ဈေးကြီးပြရတဲ့ကစားမကြီးလည်းဖြတ်တန်းခဲ့ဘူးတဲ့ဒါပေမဲ့လို့ထင်သလောက်အထိကျွန်တော်နေရဲ့အလုံးမဖြစ်ခဲ့ဘူး Silent Foxen နောက်ပိုင်းမှာဆိုလို့ရှိရင်73နှစ်74နှစ်လောက်ကျွန်တော်ကြာမှ Fernandez တယောက်လောက်ပဲပြရတဲ့ဈေးနဲ့တန်အောင် performance တွေပြဘူးတာဒါကိုကြည့်ရင်အပြောင်းအရွှေ့ပုံမျောမျောစားတွေကမှတယောက်လောက်ပဲထွန်းထွန်းပေါပေါဖြစ်တယ်ဆိုတွေက အသင်းမှာဘလူကစားမပဲရောက်လာရောက်လာလူလာတဲ့ပို့ပြီးတော့ excitement ဖြစ်လို့မတင်ဘူးဆိုတာမျိုးလေးကျွန်တော်မြင်နေရတယ်။ဒါကြောင့်ကျွန်တော်ကြည့်ရင် United အနေနဲ့ဒီအန်ပွဲမိုးတို့ခေါ်လို့ခေါ်ဖို့အချိန်ကြီးကောင်းပြီဆိုတာကလက်ရှိအချိန်ကြီးကကျွန်တော်တွေးကြည့်ရင်အများကြီးကောင်းတဲ့အရာမဒီကစားမတွေတေချာပေါက်ပို့ပြီးတော့ကောင်းလာပါလိမ့်မယ်ဗာမယ်ဆိုတော့ကျွန်တော်တို့ကပုံသေးကြီးပြောလို့မရအောင်အချိန်တစ်ခုကပဲကျွန်တော်စကားပြောမှာပဲနော်အတိုင်းအတာတစ်ခုဒီကျွန်တော်တို့ဒါအချိန်တခုကြာလာလို့ကစားမားတွေအချိန်ကြီးကောင်းမကောင်းကပဲစကားပြောသွားမှာပေါ့ဗျာတခုရှိတာကတော့ကျွန်တော်တို့ ဟိုတက်နိုင်နေမြတွေးကြည့်ရရင်ပေါ့နော်ဒီ exam တွေရာအသင်းရဲ့ system နဲ့အံဝင်ခွင့်ကျဖြစ်တဲ့သူတွေဟုတ်သလားမဟုတ်ဘူးလားဒါကိုကျွန်တော်အရင်ဆုံးကြည့်ရမှာ MO ring ဟာသူ့ရဲ့3421 formation ကိုလုံးဝပြောင်းလဲဖို့ကျွန်တော်မရှိဘူးပြောင်းလဲဖို့မရှိဘူးဆိုတော့ဒီအချိန်မှာအဲ့ဒီ3421နဲ့မှာအံဝင်ခွင့်ကျဖြစ်နိုင်မဲ့အပြောင်းအရွှေ့တွေလုပ်နေသလားပေါ့ကျွန်တော်တိုက်စစ်ပိုင်းလက်ရှိနှစ်ယောက်ခေါ်တစ်ယောက်ခေါ်ထားတယ်ပေါ့ဗျာနံပါတ်1ကကျွန်တော်က Matthias Kunya နောက်ထပ်တယောက်ကကျွန်တော်ဒီဂိုလီယွန်ပေါ့နော်နောက်အခုလက်ရှိတယောက်ကအန်ပွင်ပေါ့ဒီဂိုလီယွန်ဒီဝင်းဘက်စ်အဖြစ်လဲကောင်းကောင်းကစားနေတဲ့သူမျိုး okay ထားအောင်တော့ဒါအဆင်ပြေတယ်ပြီးလို့ရှိရင်ပက်ထရစ်ဒူဂူလက်ရှိမှာဂျင်းနဲ့ဆရာ performance တွေသူရောက်ထေကပြရတာမျိုးရှားတယ်မရှိတဲ့လောက်ကိုရှားတယ်ဒါပေမဲ့လို့ဒီကစားမသည်ဝင်းဘက်စ်အဖြစ်ကောင်းကောင်းကစားနေတဲ့သူမျိုးဆိုတော့အသင်းရဲ့ system နဲ့မှာအန်ဝင်နဲ့ကန့်ညီတဲ့ကစားမတွေကိုခေါ်နေတယ်လို့ကျွန်တော်ပြောလို့ရတယ် Matthias Kunya လက်ဝင်းကအဖြစ်လေကျွန်တော်ကစားနိုင်တယ်လို့တိုက်စစ်မှုအဖြစ်လေကစားနိုင်တယ်နံပါတ်10မှာလည်းကစားနိုင်တယ်အခုလက်ရှိအမ်မိုဒင်တွားကျင်ပါတယ်ဆိုတော့နေရိုနံပါတ်10မှာလည်းကောင်းကောင်းကစားနိုင်တဲ့သူမျိုးဆိုတော့ဒီကစားမသည်လက်ရှိအမ်မိုဒင်ရှိဆက်တွားကျင်တဲ့ system နဲ့ quality ဖြစ်နေတဲ့ player မျိုးလို့ကျွန်တော်ပြောလို့ရတယ် injury ပြဿနာတွေကင်းမယ်အသင်းနဲ့လည်းမြန်မြန်အဝင်ခွင့်ကျဖြစ်မယ်ဆိုရင်တော့အဆင်ပြေမှာဒါ premier league မှာအဝင်ခွင့်ကျဖြစ်ပြီးသားဖြစ်တာကအတိုင်းအတာတစ်ခုတည်းကျွန်တော်ကစိတ်အေးစရာပဲ န်နာရီကတော့ဒီတဲ့ပူကောင်းမှုဆိုရင်အသင်းနဲ့လည်းအဆင်ပြေအောင်မှတော့ရမှာပေါ့ဗျာအခုလက်ရှိအန်ပွင့်မှုကိုကျွန်တော်တို့ကြည့်တော့လေနေရိုနံပါတ်1ကျွန်တော်တို့ဒီညာချင်းမှာဆော့မဲ့ပလီယာမျိုးတော့ဝင်းဂါစဖြစ်လေကစားနိုင်တယ်နော်ဒါအပြင်နံပါတ်1ရုပ်မှာလည်းကစားနိုင်တဲ့ပလီယာမျိုးနေရိုနံပါတ်1ကိုပြောတာပေါ့နော်အဲ့တော့အသင်းဘက်ကဒါကြောင့်နေရိုနံပါတ်1နှစ်ယောက်ကိုခေါ်တဲ့နေရာမှာဘဲချီတဲ့ညာချီတဲ့နှစ်ယောက်ကိုကျွန်တော်လိုချင်တာဆိုတော့နှစ်ယောက်စလုံးကတော့အမ်ဘိုရင်ရှေ့ဆက်သွားခြင်းပါတယ်ဆိုတဲ့ဒီ formation တွေကဒီ tactic တွေကအဆင်ပြေနေတဲ့ကစားမားတွေ ဒီနှစ်ယောက်စလုံးကလည်း twin go နဲ့ဖန်တီးမှုတွေကိုစီကျွန်တော်ရှိတယ်။ဒါဒီအတင်းရဲ့ပြီးခဲ့တဲ့ရာသီကျွန်တော်တိုင်အပတ်ဆုံးဖြစ်ခဲ့တဲ့တိုက်စစ်ပေါ့နော်။ဒါကိုအတိုင်းနာတစ်ခုကြီးဖြည့်ရှင်းမှုကျိုးပန်းတာ။ကျွန်တော်တိုက်စစ်ကဂိုးမသွင်းနိုင်ဘူးဗျာနော်။ဂိုးမသွင်းနိုင်ဘူးကျွန်တော်က HG အရာကိုကြည့်မြင်ဆိုလို့ရှိရင်တောင်မှကျွန်တော်က under performing ဖြစ်နေတဲ့အတင်းလို့ပြောလို့ရတယ်။ပြောချင်တာကအခွင့်အရေးတွေရပြီးတော့ပေါ့နော်။ဂိုးသွင်းတင်းတက်လောက်မသွင်းနိုင်ခဲ့ဘူး။ ဂိုးသွင်းသေးတယ်လို့မသွင်းနိုင်ခဲ့ဘူးဒါသည်အသင်းတွေအများကြီးတိုင်ပတ်တဲ့အရာပါဒါကြောင့်ပို့ပြီးတော့ဂိုးသွင်းမှုနဲ့ပတ်သက်လို့ကောင်းတဲ့ကစားမတွေကိုကျွန်တော်ကခေါ်ဖို့လုပ်နေတာမေဆန်မောင့်သည်အသင်းတွေအာကူဝါနိုင်တဲ့ပလေယာမျိုးဒါပေမဲ့ injury ပြဿနာတွေရဲ့ပြန်ကစားနေတဲ့အခါမှာလည်းထင်တော့ပွဲတိုင်းအဆင်မပြေသေးတာရင်းနဲ့သူတို့ကိုလာမယ့်ရာသီမှာ twin goal နဲ့ penalty မှုတွေအတွက်အာကိုလို့မရဘူး။ကာနာချူတို့ကလည်းပဲ goal twin တာတအားညံ့နေတယ်မှာကျွန်တော်ပါတယ်။ penalty မှုလည်းတအားညံ့နေတယ်မှာကျွန်တော်ပါတယ်။ အရန်လည်းပဲကျွန်တော်ရောဖြစ်နေသေးတယ်ဒီလောက်ထိကစားလာတာတောင်မှပေါ့နော်ဆိုတော့အဆင်မပြေဘူးအားကိုးလို့မရပြန်ဘူး Resman Whiteland Willawe Joshua Zixi Linkup Play နေကောင်းတဲ့ Hold Up Play နေကောင်းတဲ့ကစားပုံအဆင်ပြေတဲ့ဂိုးသွင်းတဲ့ player မျိုးဟုတ်မနေဘူးအဲကြောင့်အသင်းမှာဒီလိုမျိုးပေါ့နော်တိုက်စစ်နဲ့ပတ်သက်လို့ဂိုးသွင်းနိုင်တဲ့ကစားမတွေကိုခေါ်ဖို့ကြိုးပမ်းနေတာကတိုက်စစ်နဲ့ပတ်သက်ရင်ပြီးခဲ့တဲ့ရာသီတိုင်ပတ်တာတွေကိုဖြည့်ရှင်းမှုကြိုးပမ်းနေတာတွေယူဆလို့ရတယ်လက်ရှိချိန်ကြီးတော့ဒီအပြောင်းအရွှေ့တာဖြစ်လာမယ်ဆိုလို့ရှိရင်အများကြီးအချိန်ကြီးကောင်းနိုင်တယ် မဲအတင်းမှာယာနုံပြေးအစဉ်ပြေးပြေးအံဝန်ခွင့်ကြဖြစ်မဖြစ်ကတော့ချိန်ကစကားပြောသွားမှာဆိုတော့စောင့်ကြည့်အောင်မယ်ဒီပြောင်းရွှေ့ကမပြီးသေးပါဘူးကစားသမားကမန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်တယ်လို့ပဲပြောထားတာကလပ်အသင်းတစ်ခုကြားထဲမှာသဘောတူညီမှုရဖို့လိုပါသေးတယ်ဆိုတော့ညီကတို့အနေနဲ့ရောအန်ပွဲမှုကိုမန်ချက်စတာယူနိုက်တက်ခေါ်နိုင်ခဲ့မယ်ဆိုရင်အသင်းရဲ့တိုက်စစ်ကိုအများကြီးအကျိုးပြုနိုင်မဲ့တိုးတက်စီမဲ့ကစားသမားတယောက်လို့ထင်ကြလားဆွေးနွေးကြပါဦးချစ်ချူအားပေးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ် ဘောမချန် channel လေးကို subscribe မနေရသေးဘူးဆိုလို့ရှိရင်နှစ်ပြည်တော်တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။